အားလုံးမင်္ဂလာပါရှင်။ Hasmail LGBT Audio Book Channel ရနေပြီးတော့ပြန်လည်ဆက်ဆိုလိုက်ပါရရှင်။ဒီကားဆက်ဖပြနေဖေးလေးကမြန်မာလူမျိုးရေးသားထားတဲ့တီးဆိုတဲ့ဖေးလေးကိုဖပြနေရဖြစ်ပါတယ်။အားလုံးစီအခုဖပြနေရလေးကိုအလုံးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။နာတော့တာဆင်းနေမြောက်အလုံးကျမချမ်းသာပြီးအနေအထားကင်းရှင်းကြပါသေးရှင်။မြန်မာလေးနေရာလေ ဆမချမ်းသာပါသည်အနေအဘေကရှင်ပါသည်ရောက်ရာအရတိုင်းမှာစိတ်ချမ်းသာကိုချမ်းသာနဲ့ပျော်ရွှင်စွာဖြစ်တန်းနိုင်ပါစေလို့ဆေကဆုတောင်းပေးပါတယ်ဒီအခန်းငါအတိတ်ကိုသူဆွာခြင်းနင်းဘလုံးမမင်းမြနိုင်တဲ့အရာတစ်ခုကိုမေ့ဖို့ဘလို့လောရမလဲထိုကပ်ရှင်နဲ့အတူအောက်တွင်စောင်ပြူလေးတကောင်မျက်နှာငယ်လေးနှစ်ချိုင်းပြီးအတနာခံနေပြီးဓပုံလေးတစ်ပုံမှာ တွဲယူဖို့တင်လိုက်သည်စက္ကန့်30လောက်ဆောင်ပြီးနိုတီတက်လာသည်မို့တွင်ကြည့်လိုက်မိမရဘူးဆိုတဲ့အရာလောကကြီးမှာမရှိပါဘူးအချိန်တစ်ခုပဲလိုတာပါဖိုက်တယ်ထို့ကောမှကြောင့်သူနှောက်ရှုံလိုက်နေသည်သူပြောမှရှိထို့စဉ်ကောမှတစ်ခုပြန်တက်လာသည်သူဝမ်းတောင်အားရကြည့်လိုက်ပြီးမှလက်ကလေးကိုထောင်ပြီးဆက်ခရီးနှင့်ကမ္မီဒီအထိဖြစ်သွား၏ ပထမကောမန်ကဟိုဒီကသင်ငယ်ပူပူနွေးနွေးလေးရမယ်ဝေကြအမလာဆိုသည့်စာကြောင်းနှင့်အတူအဖတ်ပေါင်း16000ပြည်နေသည့်ဓက်ပုံတစ်ပုံမှာတွေ့မှန်ထားခြင်းဒုတိယတစ်ကြောင်းကတော့ကပမှာအရေးကြီးဆုံးကမိပါပဲတဲ့သူစိတ်ကလေးကိုဆွဲဆန့်ထားပြီးထက်ဆောင်နေလိုက်သည်ဇောထမြပြည်သမမြစစ်ထမမြချီကတော်လိုက်တော့အကောင့်ငါလုပ်ပြီးသားတွေကြီးပဲ စိတ်ပေါပေါနဲ့ဖုန်းကိုမှုရပေါ်ပြချလိုက်ကပလက်လန်ချလိုက်သည်။နောက်တော့တခုခုကိုတတိယသွားဟန်ဖြင့်ပြန်ထထားလိုက်ပြီးသပွဲခုံပေါ်တွင်စီထားသောစာအုပ်များထဲမှတော့အုပ်ကိုဆွဲယူလိုက်သည်။စာအုပ်လေးကိုတေချာကင်ကခေါင်းအုပ်ထက်သယုတ္တရာဖင်လိုက်ပြီးမှဖြည်းဖြည်းချင်းလှန်လိုက်သည်။စာအုပ်ကြားထဲတွင်ရှိနေသည်ကအဖိခံထားရ၍ဖျားခံနေသောကန့်ငေါ်ပန်းလေးတစ်ပင်။ပန်းလေးကိုအသာယူလိုက်တော့ စာရွက်နှင့်အနှင်းငယ်ဖက်ချနေသည်အနှင်းငယ်များထိခိုက်မခံနိုင်သည်မို့ပုတ်ပွားလေးခွာယူလိုက်သည်ခေကျန်တော့ကသူ့ထွက်လေတော့ကချန်တချန်နဲ့ရှိသည့်ခန်းကိုပန်းကြီးတစ်ပင်မှခန်းကိုပန်းများဝိသဝသာပွင့်နေသည်ကိုမြင်တဖြစ်ခက်တီတီနှင့်တပွင့်ဝင်ဝဲခဲခြင်းဖြစ်သည်တပွင့်ကိုသတိမ်းပေး၍ကလည်းခဲ့ပေမဲ့ဘုရားအလကားပေးလိုက်တော့အလကားရလာခဲ့၏ထို့နေ့က န်းလေးတစ်ဝန်းကြောင့်သူဆက်မလဲဖြစ်တော့ပဲအိမ်ကိုသာပြန်ခဲ့တော့နီအနီးခန့်ကပန်းလေးသူနဲ့အတူရှိနေဒီမှာတရားသည်မိဘပင်ရှိခဲ့ပြီဖြစ်သည် မိုးရသည်ဖြစ်၍နေ့စဉ်နေတိုင်းမိုးကပုံမှန်ရွာသွန်းသည်မိုးစက်မိုးပေါတို့ကပြည့်တွင်ပေါက်ကိုလာရောက်ရိုက်ခတ်နေ၏လက်ဖွားနှင့်လက်နှစ်ဖက်ပေါ်တွင် တင်ထားသောခန့်ကပန်းလေးကိုကြည့်ကငုံမွေးလိုက်သည် ချိတ်ပြက်လက်ပြက်ဖြင့်တပင်းချလိုက်မိသည်ဒီချိန်မှအနှံ့တင်းတင်းလေးဖြစ်မှာလေထို့နောက်ပန်းလေးကိုဖြန့်ထားသော စောက်ထက်ပြန်တင်လိုက်သည်သူ့လက်ဘွားထက်ခြောက်တွေ့နေသောဝတ်မုံစားလေးတွေကကြံခဲ့သည်ခါမထုတ်ရစွာသူ့ဝတ်မုံလေးများကိုလက်ညှိုးနှစ်ဖြင့်လိုက်ဆုလိုက်ပြီးနောက်ဒါစမကြံစောက်ထဲပြန်ထည့်ညှလိုက်၏ဖုံးမှနိုတီတက်တီအထက်များကိုကြားပြီးမဲ့ ပြေလူရှူလိုက်နေတယ်။ဘလို့မေးရမလဲမေးထားပေမဲ့တကယ်မေ့ချင်တာမှမဟုတ်တာ။ချောက်တွေ့နေတော့ခန်းကိုပန်းလေးကိုကြည့်ကပေါက်ကိရအတွေ့တွေဝင်လာပြီ။မင်းလည်းခန်းကိုသူ့လည်းခန်းကိုမင်းကချောက်သွားပြီဆိုတော့သူလည်းချောက်သွားနိုင်တာပဲနော်။တွေ့ပြီးမှပေါက်ကိရမန္တရီရသည်အတွေ့တွေကိုခေါင်းထဲမှအမြန်ထုတ်ကဖြတ်သေးအပြင်ဘက်သို့အတန်ကြာငေးလိုက်နေသည်။ ထို့နောက်ခေါင်းအုပ်ပေါ်တွင်တင်ထားသောခန်းငော်ပန်းလေးတင်ထားသည့်စာအုပ်လေးကို ခရုတစ်ဆိုင်ပြန်ပိတ်လိုက်ပြီးနေရာတကျပြန်ထားလိုက်၏အတွေ့များအလုံးကိုကလကချလိုက်ပြီးနောက်ဖြည့်ချထားသောဖုန်းလေးကိုကောက်ယူကာအိယာထက်ကလက်လန့်ချလိုက်တော်သည်လွန်ခဲ့သောမိနစ်ပိုင်းလောက်ကတင်ခဲ့သည့်ကိုအောက်တွင်ကောမန်တို့ကရာချီနေပြီးဖြစ်သည်မို့ပြင်းဤပြင်းတွဲဖြင့်ထိုကောမန်များကိုဆွဲကလိုက်ထမ်းမိသည် reply ပြန်ရထုံးစံသူ့မှာမရှိ မပြန်လဲဘာတင်တင်ဝင်မှန်းကြသေးပါအများဗျာဖတ်ကြည့်ပြီးတခုမှဖတ်ကြည့်ပြီးတခုမှစိတ်တိုင်းမကြစိတ်ပြက်လက်ပြက်ဖြစ်အင်တာနက်ပိတ်ဖို့ဘားကိုဆွဲချလိုက်သည်ထိုချိန်တွင်နိုတီတခုတက်လာသည်မို့စိတ်မပါလည်းမပါဖြင့်နှိမ်ချလိုက်၏မင်းမရတဲ့အရာတခုကိုစူးစမ်းမိเสียမလိုပါဘူးမင်းမရဘူးဆိုမှတော့ကိုယ်စိတ်မှာစွဲနေလိုပဲလေ ူကတော့ဘာကုန်းမှကျွေးကမိမနေဘူးတွေးမိလာပြီဆိုရင်ဆက်လေးတောက်လိုက်တယ်ဆက်လေးငွေတွေချားကိုရောက်သွားရင်စိတ်ညစ်စရာတွေကစိတ်ကူးရင်ဆန်သွားတယ်လို့ပဲအခုပေးရအချမ်းကောက်တစ်ခုမှမဟုတ်ဘူးကိုလုပ်တဲ့ဟာကိုပြောပြရတာသူထိုကုန်းမကိုဖက်ကြည့်နေမိတာအချိန်ချင်းဆက်လေးငွေတွေချားကိုရောက်သွားရင်စိတ်ညစ်စရာတွေကစိတ်ကူးရင်ဆန်သွားတယ်သူထိုအချက်ကိုစိတ်ဝင်စားသွားတယ်စလေးကိုခဏခဏမြင်ဖို့ပဲမဲ့စမ်းမကြည့်ဘူးတည်း ငငယ်ကတော့ဒေဒီတိုင်းတောက်တာမြင်လို့ပါပြီနောက်ပိုင်းတော့တောက်တာမတွေ့ကဲလေးဤခမားဆော့ဆော့တင်ရင် အကူမိုက်ကိုအသိရှာပြီးမှဆိုတော့ချိန်ချောက်စကားကြောင့်တစ်ခါလေးပြက်သွားပုံရသည်မကောင်းနေရဆိုအတက်ဆန်းပြင်းတိစေကသူ့တို့ကိုလုံးတဲ့အပြေးရှိပြီးတာကဲလေးကိုနှံ့ရတာငြိမ်နေချင်းဖြစ်သည်ဒါပေမဲ့ခုတော့ကြံစီရတော့မီပင်ဘွေးဖို့ချမ်းဖို့ကိစ္စမရှိဘူး ကောက်ဖို့နေရာရှာရမည်အခန်းထဲမှာတော့မဖြစ်အနှံ့ဆွဲနေမှာကိုသူမလို့လားအာဥယျာဉ်တစ်ခုလုံးရှိနေရပဲငါကခေါင်းချောက်ခံနေသေးတယ်တထွေးနေတူသပင်ကြားတဲ့လက်ချောင်းတို့ထိုးဘွားကဟိုဖြစ်ကိုရီးလိုက်မိဦး 3D later နင်းနေကျွန်တော်ဒီကိုတက်တက်လာတာသူ့ကိုတွေ့ပြီနဲ့ဦးညွတ်ကနှုတ်ဆက်ကြတော့အလုသမားတွေကိုလက်ကပြလိုက်တယ်အမျိုးအစားဆုံး အမျိုးအစားဆုံးရောင်စုံဖို့ဆိုင်ပင်များဖြင့်လှပနေတော့သူ့ပိုင်ဥယင်ကြီးဒီနေရာကိုသူအရင်ကြိုက်တော်များခဏခဏတော့မလားဖြင့်အရှုပ်တွေလုံနေပြီးအလုပ်တွေရှုပ်နေပြီးသူ့အတွက်24နာရီကို2နာရီလောက်တိုးပေးထားလင်တော့မအားအပင်ကြီးမျိုးများလည်းစိုက်ထားပြီးမို့ရေကောင်းသည်အပင်တို့ကိုဖျက်ဆီးကတိုက်ခတ်လာတော့လူတို့သည် ပြည်ပမှလေးမျိုးနဲ့မဆိုင်မဲအေးချမ်းကလက်ဆက်နေလို့တူတဝါကြီးရှူရှားလိုက်တယ်။ဥယျင်ကိုထိန်ထိန်ဆောက်ရှာတဲ့ဝန်ထမ်းများကလည်းဒီဥယျင်လေးကိုချစ်ခင်ကြတယ်။အမည်လှပတန်ရှင်နေအောင်ပြုပြင်ထားကြပြီးမှဒေချင်းလာလာစိတ်ကို relax ဖြစ်နေပြီ။နောက်တစ်လျှောက်တွင်တွေ့ရတော့ငါးမွေးကန်ကြီးထဲမှာငါးလေးမျိုးကိုဥမျိုးကလိုက်နှုတ်ဆက်လိုက်တယ်။ခွင့်ချီလန်းတို့ကဥယျင်အနောက်ဘက်ဆီကိုတဲ့ထဲတွင်တော့ပြင်တွေ့တွင် ဘတ်ဆဲလာချိန်ထားသည့်စောက်တို့ကိုခြိုက်ထားသည်သူပြင်းတဲ့စကားကိုလေ့လာနေပြီးမှနှစ်နှစ်ကျော်ခဲ့ပြီဖြစ်၏ပြောရဲဆိုရဲဖြစ်နေပြီဖြစ်တော့လေဘောကတော့ကြွေးဝါဖို့အတွက်စာပဲချင်းကိုပို့အားသာသူမျိုးပပားကသူ့အတွက်စောက်တွေခဏခဏဝယ်ပေးတတ်သည်ဒါပေမဲ့ဒီနေ့ဒီစောက်ကိုယူလာပြီးကဟန်ပြတတ်တတ်တာဥတီဟာခရီးပင်အုတ်ကလေးကိုမြင်လိုက်ပြီးမှစိတ်လုံးလည်းရပြုံးလိုက်မိသည်ခေလေးကအရိယာဖေမျိုးကိုခြိုက်တတ်သည်မို့ ဖြဲဒီကကိုရိုင်းလန်စိုက်ပေးထားခြင်းပင်အပင်နှစ်ပင်ကြားတနင်္လာစီပိုင်းတွင်ခုံတန်းရှိတစ်ခုစီရှိသည်ဤနေရာကိုခေလေးတီမကမမီရောသူပါစိုက်သည်မမီနှင့်ဖေဖေသည်လည်းခဏခဏဤနေရာတွင်လာထိုင်နေရှိကသူသည်လည်းစာဖတ်တိုက်ဤနေရာသို့လာဖတ်တပြီးခဏခဏအိပ်ပျော်ဖူပါ၏ခရီးပင်တန်းစီမြောက်ခင် ခရီးပင်တန်းစီမြောက်ခင်တွေ့လိုက်ရတော့အပင်ငယ်လေးကြောင့်သူ့ချင်းလန်းတို့တွန့်သွားပြီ။ဟောနင်းကဒီရွေတော်ရောက်နေပြီလား။ဝမ်းသာအယားအစံထွက်ကနှက်ဆက်လိုက်မိသည်အထီးသူ့ပြော့သွားသည်။ခန့်ကောပင်ပေါင်လေးကလေယူရာရိမ့်ကသူ့ကိုပြန်နှုတ်ဆက်နေသည်လား။ဒါကြံပြီးတော့ဒေဒီကိုခန့်ကောပင်စိုက်ပေးဖို့ပူဇော်ခဲ့သည်မို့ဒေဒီကပေးထားခြင်းဖြစ်သည်။အပင်ပေါင်လေးရောက်လာတော့သူ့ကိုကြိုက်ရနေရာတွင် စိုက်စီပြီးမှခရီးပင်တန်းနာရှိဤနေရာကိုရွေးချယ်ခြင်းဖြစ်ပြီးမရောက်ဖြစ်သည့်ရက်အတွင်းထွာလာသည်ကသူ့ရင်ပန်းနီးနီးငိုးရသည်ဖြစ်သည့်အားလျော်စွာဥယျင်ထဲရှိအပင်များအလုံးကစိမ့်လန့်စုပြေနေသည်ဒီနေ့ကရာဒီဥတုကိုပါပါသည်မနက်ကလေးကနေသားနေသည်မို့ခုံတန်းတို့တွင်ဆွဆွနေเสียအကြောင်းမရှိထို့ကြောင့်လေသူထွက်လာခဲ့ခြင်းဖြစ်၏သူရောက်သွားတော့ ရိုနီယာတွင်ရှိသောအလုံသမားများကနှောက်ဆက်ကြသည်အကိုလေးမတွေ့ရတော့ကြဘူးဟုတ်တယ်အရှုပ်တွေလုံးနေလေဟင်မျက်နှာချိုသောသူကိုအလုံသမားများကချိန်ခင်ကြပြီကိုကိုကိုအောက်ဖေးနိုင်ရလင်းယုံလေးနဲ့မှမလိုက်ဆိုသည့်စကားကသူနှင့်အတော်ပင်ကိုက်ညီမှုရှိသည်သူ၏အကျဉ်းရုံမှုတသိမ်းများကသူ့ရုပ်ခံလေးအောက်တွင် အော်တိုပြောက်သွားသည်သာလူဆိုတာ နေတက်ဖို့နဲ့ကျေနပ်ဖို့ကအဓိကပဲသူ့ဘောကောင်းနေတဲ့ရေတော့အထက်နိုင်ဆုံးကောင်းပြရပဲဒါပေမဲ့ကောင်းနေမကောင်းမှုဆိုတာကစောင့်ဖြတ်တဲ့သူနဲ့ပဲသက်ဆိုင်သည်သူစိတ်ထဲရှိရလုံးမင်းကောင်းနေခြင်းကျင်းလာလိုက်မကောင်းမှုထင်ရင်လည်းမကောင်းမှုထင်ရင်လည်းသူ့အတွက်ခရီးဆိုင်စီအောင်လို့ပါသူ့အတွက်ကဘာပေါ်မှာအရေးကြီးဆုံးကအမိအဖတွေနဲ့ခေလေးပဲရှိသည်အေးဦးမြင့်ဦးစေး ကောကောနဲ့လိုက်တို့လဲပါလေ။နောက်ပြီးခန့်ကောပန်းလေ။အလုပ်သမားတွေအားလုံးကသူစားဖက်မိထင်ပြီးအလိုက်တတိရှောင်းပေးကြသည်။မီရှင်းတီနဲ့ဟိုဒီတဲတွင်ထည့်ထားသည့် secret ဘူးနဲ့မိချစ်ကိုထောက်လိုက်သည်။ secret ဘူးဝယ်ခြင်းသည်စိတ်ကြွသည်ဝယ်ခြင်းလောက်တော့မခပ်ပေ။ခူရှိုင်းကြိုက်သူမဟုတ်ခူရှိုင်းပါသည်ဆိုသည့် secret ကိုရွေးဝယ်ခဲ့ခြင်းဖြစ်သည်။ကိုရန်ကြောက်သားဆိုပေမဲ့သူရက ကိုရဲကြောင့်သာအရမမဟုတ်ခဲ့မြန်မာနိုင်ငံမှာကခလေးကအစခွေဆုံပတ်စံရှိလင်းကြည်ရဝေရရသည်ပတ်စံပါလင်းအရွေမရွေရောင်း၏စီကရက်ကိုမိမိလိုက်ပြီးနောက်လေးလာထားသည့်အတိုင်းအစင်စင်လှုပ်ချီလိုက်သည်ဒီတက်သည်ဆိုခြင်းကြောင့်သေချာအယုံဆိုင်နေမိသည်ပထမဆုံးအချိန်တွင်ရှိုင်မသွင်းရ၍အငွေ့တို့ကိုမဆက်သေးတွင်သာငုံပြီးနှုတ်ထုတ်လိုက်သည်ဘရသာကမဆို့ ပူရှိန်နဲ့တင်းရချိုသည်နောက်တစ်ချက်တွင်အစုတ်ထိရောက်အောင်ရှိုက်သွင်းလိုက်သည်အသက်ရှူထုတ်လိုက်တော့နှာခေါင်းထဲမှထွက်မလာကစက်ထဲမှသာအကုန်ပြန်ထွက်လာ၏သူမကျင်းနဲ့တော့တစ်ကြိမ်နိုင်စမ်းသပ်ပြီးလူကပုံရိပ်ရဲတင်လာပြီလုံးကြိမ်များလေးကြိမ်များထို့နောက်ငါးကြိမ်ရောက်တွင် အောင်မြင်သွားတော်သည်အသက်စမ်းတစ်ခုကိုအောင်မြင်သွားပြီးမှစိတ်တို့ကမြည်သွားသည် ဟိုလူပြောတယ်လို့စိတ်ကူးရင်လို့မကောင်းဟိုလူပြောတယ်လို့စိတ်ကူးရင်လို့ကောင်းမကောင်းတော့သူမသိသေးလက်ရှိအချိန်တွင်သူတိတိကပြောစရာကောင်းသည်စိတ်ထွက်ပေါက်တစ်ခုလိုခံစားရသည်ခုံထဲရှိနောက်ကျောမီကရှေ့ချိတ်ထလိုက်ပြီးစတိုင်ကြကြဆက်လေးပွားနေလိုက်သည်ဒီခံစားချက်ကစောက်ကျိုးနဲ့အောင်မိုက်တာပဲလူကြီးတွေကလူငယ်တွေကိုပြန်ဖြစ်ချင်ကြတယ်လူငယ်တွေကလူကြီးစတိုင်ခံတတ်ကြ၏ ။ဘာလို့လဲဆိုတော့သူမသိခဲ့တဲ့နဲ့အခုတော့ရေတေတေပြလာတယ်လို့ပဲ။လူကြီးကလူငယ်စိုက်ဖန်ပြီးခန်းစားချက်ကိုတော့သူလူကြီးဖြစ်မှပြန်ပြောပြမည်။အခုလူငယ်ကလူကြီးစိုက်ဖန်ပြီးခန်းစားချက်ကတော့ဆောင်ရမ၏။ခန်းစားချက်ကအစားအထာကျတယ်လို့ခန်းစားရသည်။ဒီနေ့ကဆက်လိုက်တလေကောအာသာဝိနာဖန်ဆောင်ပန်းဆောင်ယူလာသည့်စာအုပ်ကိုအရွက်20လောက်ဖတ်လိုက်ပြီးမျက်စိညောင်းလာ၍ညံရမှာပင်တရေတမောအိတ်လိုက်သည်။ အိမ်မထဲတွင်တော့ကောင်းကောင်းပန်းနဲ့တင်တော့အနှံ့ရောက်ချောပြင်းလေးနာသူတကောက်ကောက်ပါအောင်လိုက်သွားခဲ့သည်မျက်နှာလေးလှည့်လာတဲ့အချိန်တွင်တော့ပုံမှန်အတိုင်းလန့်နေလာခဲ့သည်မျက်နှာလေးကိုတော့မှမမှတ်မိပဲဆွဲလန်းမိနေခြင်းကသူ့ရုပ်တုဖို့လုံလောက်နေပြီမို့ဆေးလာကြပြီနော်ဟဲ့အောင်နော်စောင်းသားတွေပြောင်းလာတယ်တဲ့ဘာလို့ရဖို့လဲငါအိတ်ချင်နေမိမိတ်ချင်နေချင်းရှိလို့လား ဖြစ်နိုင်တခါရအောင်တိတ်လိုက်ချင်တာငင်းငိမ့်နေကွာဟာဟဲ့ဆစ်စရာလေးကွာဘောပဲဟေးယောက်ျားလေးကြောင့်မှနေပြီးချုပ်ဖို့ကောင်းတာဟုတ်လိုက်ငင်းနေရမှာလားဆက်ကြီးဖုန်ကအတွေ့အကြုံတစ်မျိုးဟုတ်ပြီသူဒီနေ့စောင်းပြောက်ခိုင်ခြင်းဖြစ်၏ဒါကြောင့်မှပိုးနဲ့တက်စင်အချိုးမပြေသည့်ဆယ်တန်းကဘဲတပွေကိုခေါင်းရိုက်ခွေခြင်းကြောင့်ဖြစ်သည်ဖြစ်သောကုံစင်ကိုတော့မပြောပြချင်လားယောက်ျားလေးချင်းချင်း ိတဲ့တဲ့လောက်ခံရခြင်းကအတော်ခံရခက်ပြီးမှုကြောင်းပြောင်းခဲ့ခြင်းပါဦးစရာကိုပြဿနာရှာမှာဖြစ်၍ဒေဒီနှစ်ကလေးကိုသာအကျိုးဆောင်ကြည့်ကောင်းအောင်ပြောပြီးဤချောင်းတို့ပြောင်းလာခဲ့ခြင်းဖြစ်သည်အခုမှနောက်သာရမည်ပြဿနာရှာခဲ့ရင်ပို့ပြောဖို့ကောင်းပါဒေါက်တာဥပောက်ပြောချလိုက်တော့ကောင်းသောတမှုထုမြင့်နှာခေါင်းလျှော်လိုက်ဆောက်နာဖို့ပါညာကောင်းမှချမ်းသာတာကလည်းဘာမှမကောင်းဘူး ထွမြက်ချိန်ဆင်းနေမှာဖြစ်ပေမဲ့ဘေးဘေးမြေလုံးမပွင့်နိုင်ဘူး။ညကအိမ်မပြော်ရစမိုကင်တိုင်လုပ်ပြလိုက်တာညနဲ့သွားပြီ။အခန်းထဲတွင်လုံမိပြီမို့အနှက်ဖြောက်ဖို့သူ့မှာကြိုးစားရသေးသည်။ခုတော့ခေါင်းပင်မထူးခြင်း။မိတ်ဆက်လိုက်ပါအောင်ပြငယ်ချင်းတွေကိုမင်္ဂလာပါ။ငါနမီကစိုင်းခေးစစ်ကြပါ။တောင်ကြီးကနေပြောလာတော့ဒီနေရာနဲ့နင်းနေစိမ့်နေလို့တခုခုဆိုကိုညီကြပါအောင်ငါမမုံအများကြီးရှိတယ် ငါ့ကိုညီရင်မှုတ်ချွေးမယ်ဘယ်လိုတော့စောက်ချိုးနဲ့မိတ်ဆက်မှုကြီးလဲပုံမှန်ဆိုရီချလိုက်မိပါဖြစ်ပေမဲ့အခုကမျက်နှာကျွတ်သားပြီးမလှုပ်ချင်းရီရမှာပြင်းနေတယ်မို့စိတ်ထဲကပဲရှိလိုက်တယ်အတန်ထဲမှကောင်းတွေကတော့သူစားပါထဲပြီးအားရပါရရင်နေကြသေးလားယောက်ျားလေးတည်တံ့ကြောင်ဖြစ်တဲ့အပြင်တကယ် grade တွေကြီးလာပြီ private school တစ်ခုဖြစ်ပေမို့အရင်ကျောင်းကကောင်းတဲ့ထက်ပို၍စိုးကြသူများပင်ရှိသည်။သို့သောဝင်ခွင့်အောင်မှဝင်ရသည်မို့ပတ်စံရှိအောင်လုပ်မရ။ဘလောက်ဆူဆူဘာမှမပြော။သို့သောအပတ်စဉ်စာမွေးပွဲများတွင်အမှတ်60အောက်ကျသည်နှင့်ကျောင်းမှထွက်ရသည်။ညကောင်းမီချမ်းသာသောလူကျိုးလေးများစစ်စည်းရာကျောင်းဆိုလင်းလေးမမ။ခုချိန်ထိတော့သူ့ကိုရန်လာစသူမရှိသေးပါ။မက်စလာဒုတိယပတ်မှစား စတက်ခဲ့ရတယ်မို့ဒီကြောင့်တွင်သူရောက်နေပြီမှာနှစ်နာရီပါရှိခဲ့ပြီဖြစ်တယ်။နှစ်နာရီပါရှိခဲ့ပြီဖြစ်တယ်။ဒီနှစ်လတွင်ဘာပြက်တလားမှမတားကြမ်းလုံးနဲ့အဆင်ပြေသည်။သူအကြောင်းလေးဖုံးကွယ်မထားဘူး။ပထမဆုံးနှုတ်ဆက်ကြသည့်အချိန်တွင်သူမကြိုက်သည့်အရာများကိုထည့်ပြောခဲ့ရလာမသည်။ရန်လာစသည်များမရှိသေးပါ။သူမြက်ကလည်းအေးအေးဆေးဆေးသမား။ဒီကြောင့်မှရှစ်တန်းတက်ခဲ့တဲ့ကတက်ခဲ့သည်မို့သူ့အပေါင်းတင်မြင်သူရှိသည်။ တယောက်ဘေးချင်းကတ်ထိုင်ပြီးမှသူနှစ်ခင်သွားကြသည်အတန်းထဲတွင်ဒိုင်ခံထိုင်နေတဲ့သူအားတွေ့နေဘသူလဲသွားမေးစရာမလို့တမူထူမြတ်မှာတပါအချားမရှိပါထူမြတ်ကအပေါလေးတစ်ခုသာဆိုပြီးကျန်တာအကုန်ကောင်းသည်ထူမြတ်အပေါဆိုသည့်ထက်သူကစင်စားပါလို့မို့သိခံနိုင်ပါသည်သူကစာရေးပြင်းတယ်မို့လက်ချချိန်တွေလိုင်းမမှတ်တဲ့ထူမြတ်မှတ်ထားသမျှကိုသာကော်ဖီဆွဲကကြည့်သည်သူကိုယ်တိုင်မှတ်သည့်ထက် ထွမြက်ကပိုစိတ်ချရ၏။အီဒီကိုသူတယောက်တည်းလှုပ်ခြင်းမဟုတ်။ထွမြက်ကလည်းထိုလောက်ရက်များနဲ့ရိုးနေပုံရသည်။သူ့စာအုပ်ကိုသူ့လိုသည့်အချိန်တွင်မပြတ်မစီပြန်ပေးလျင်ဘယ်ချိန်ကောင်းကမျက်နာပြတ်သွားသည်မရှိ။သူနှင့်ထွမြက်၏တငယ်ချင်းများကမေးထုခေါ်ပြောသွားရှိတော်လဲတိတ်မခင်။ခင်လို့လည်းမရ။အဖွေချသွားရင်ထွမြက်မှာပေါင်းစရာလူရှိမှာမဟုတ်တော့။အဖွေမကြဆိုသည်က အတန်းနဲ့ချိန်မတူသူကိုဆိုလိုခြင်းပင် သူကတရက်ကိုနှစ်ချိန်အတန်းပြေသည်ဓမ္မနဲ့တစ်ချိန်ပြေ၍အိပ်သည်နေ့လေတစ်ချိန်ပြေ၍ခေါမိုးထက်တွင်ဆက်လေပေါသည်သူနှင့်သူဆက်လေသူသောသည်၄ရက်တခွဲရှိ၏အခမ်းမတူသူမို့ပုံမှန်ချိန်တွင်တိတ်စကားမပြောကြဆက်လေသောသည်အချိန်တွင်တော့စီလုံးကြသည်ဤကြောင့်သည်ထိုမြတ်ထိပေါင်းလွတ်ပါ၏မတထား ကားများဖြစ်သည့်အပြင်အလိုလိုက်ခံလူဒန်းစားများဖြစ်သည်မို့ဖေးရာကိုမှချုပ်မထားထို့သို့ချုပ်မထားကြောင်းကိုလည်းမိဘများကိုပို့ဝင်လင်းလင်းပြောထားသည်ပညာရေးပိုင်းမှလွဲ၍ဘာကိုမှတာဝန်မယူပေခုခေတ်မိဘများကလည်းသူတို့သားသမီးကိုသူတို့ကိုယ်တိုင်မှလွဲ၍တခြားသူဆုံးမနှင်းမကြိုက်ပေမို့ထို့ကြောင့်ကိုယ်သာပို့ကြသည်တချို့ကိစ္စကိုကြုံမိကလေးကဖေးသည်လူတွေကိုစိတ်ရင်းနေမပေါင်းတော့သူများတွေရဲ့လူသုံးလဲ အဖြစ်မခံနိုင်သလိုမကောင်းကျင်တာလည်းမခံနိုင် သူ့ဘက်ကသာဥအောင်လုပ်ကြလာပြီကုရုဇင်လူသားတယောက်အနေနဲ့အမြဲတစေအကျင့်ကောင်းမနေလားဂျာပန်ဖြူလေးဖြစ်နေတဲ့၍အယောက်ဆိုးကျင်သူကအများပြထို့ကြောင့်သူကိုယ်တိုင်နဲ့ဆိုးလိုက်ပြီသူများလာဆိုးတာတော့မခံနိုင်ဒီလောက်ဆိုရင်ကို့ခုံတွေကိုခေါ်ရတာတော်တော်များသောမျိုးတော်တော့ပြီနှစ်ပေမှကျစီကျစီအထံများအားလုံးကိုလှည့်လှူရှုကအိတ်ကိုကျစားသည် တန်ရန်အိတ်ချင်နေပြီမို့အိတ်တဝက်နိုးတဝက်အနေထားတို့ရောက်နေပြီဖြစ်၏အိတ်မထင်းရောက်နေတယ်လို့လို့ဖြစ်နေပေမဲ့အတန်များကိုကြားနေရသေးသည် ထိုအချိန်တွင်ကောင်းကောတင်းနှံလေးကိုရလိုက်တယ်မို့သူ့ပြုံးလိုက်မိ၏သူတကယ်အိတ်ပြောသွားပြီတယ်ဒီလောက်ဆိုသူတမနဲ့ချိန်တစ်ချိန်အမြင့်လွတ်သည့်အကြောင်းရင်းကိုသိလောက်ပြီထင်ညအချိန်တွင် တွေ့ရုံနှင့်သူ့အတွက်မလုံလောက်တယ်မို့ကောင်းကောတင်းနှံလေးကပုံမှွှင်းလာပြီ အေးမွား၍နောက်ကြည့်နေတော့စိတ်ဆင်းပြီးကြီးလင်းလာသလိုပင်အိတ်ချင်နေတဲ့အချိန်အိတ်လိုက်ရ၍စိတ်ကြည်သွားပုံရသည်သူ့နှခမ်းတို့ကအပြင်တွင်လဲကျုံးနေလောက်မှမှအဖေးချဖြစ်၏ထိုအချိန်တွင်ဘေးမှာတမ်းများစိတ်သွားသည်ကိုသတိထားမိသည်အေးပေါ်အိတ်ပြောသွားပြီကိုဒါငငယ်ချင်းတွေကိုနှုတ်ဆက်လိုက်နော် ဆီယမအတန်ကိုဖီဖီသားသားကြားလိုက်ရတယ်မို့အနေငယ်ကြောက်တာတော့ဖြစ်ချင်ပါတယ်။ခါလေးဟာငါပြန်နိုးလာတာလား။နောက်ဆိုရင်ကြည့်တော့တစ်ခါလုံးကတိတ်ဆိတ်နေပြီ။ဒါကပုံမှန်ဆို မလုံးမမဖြစ်နာ။အိမ်မထဲမှာပဲဖြစ်နေတယ်။သို့တော့ခန့်ခေါ်သင်နှန်းကသူရင်နှန်းကယခုတည်းနှကောင်းဝတွင်ကြီးစဲနေပြီ။ဒီရာဒီလေအိမ်မထဲတွင်တော့ဖြစ်နိုင်ပြီမဟုတ်ပါလား။ဒါဆိုခေါင်းကဘာလို့ကြီးနေရလဲ။ ဖြစ်သွား၏။မောင်အိမ်လိုက်သူမျက်လုံးဖွင့်ကြည့်လိုက်မိသည့်အထိဖြစ်သွားသည်။မောင်အိမ်နေပြီမို့ပထမဆုံးမြင်လိုက်ရသည်ကဇပွဲ။နောက်ပြီးခေါင်းအောင်အိတ်ထားသည်သူ့လည်းစောက်ကျိုးနေဒါအိမ်မက်မဟုတ်ဟော့။စင်မင်းရဲ့အိတ်ကလည်းတောင်ကြီးကအကြတဲ့ပင်ကြားနိုင်တော့သည့်အထိတိတ်ဆိတ်နေသောအခန်းထဲတွင်ချီလင်းပြသောအတန်းထပေါ်လာ၏။ဖေးတံက ဒေကနဲ့ခုံသွားသောယင်းစုံကိုအသာဖေးကမှုတ်ကြည့်လိုက်ပြီးတော့မြင်းဝှက်လက်လက်တစ်စုံနဲ့ထိတ်တန့်ဆို၏။သို့သောစက်ပံဝက်လောက်သာအတူအပြည့်ဆုံးနှုတ်ဆက်စကားဆိုသွားသည်သည်သူနှင့်မြင်းဝှက်ချင်းတစ်ချက်ဆုံးပြီးသည်နောက်ပုံဝန်းချင်းကိုလှည့်လို့ရှူပါဆရာမဘေးတွင်မျက်လာချပြီးရက်နေသည်မှာကြောက်ရွံ့လား။မြတ်တောင်တို့ကမိကလေးတွေအတူတက်ထားသည့်ထပ်ပင်လာ၏။တတိထားကြည့်မိလောက်အောင်ပင်လာသည်။ မြဝန်းတို့ကကြည်လက်နေဒီမှာမျက်ကမှန်တက်ထားသေးလားနာရင်ချေချုံကပြည့်ပြည့်စွာပါနှဖက်ဒီဘဘာဝဆန်စွာကိုင်းရောင်နှင်းညပြေနေပြီးနေဆွေဆွေနှကန်းအစုံကတေးတက်လှပစွာဘုချင်နာဝလို့ရပါမယ်သူဝက်လာတဲ့ကရှက်လက်ရှိအဖြူလေကတော့နှင်းအညွန်ရောင်ရောပစုံဂရိပါချင်းညက်ဖလန်အညွန်ရောင်ကိုစီးထားတယ်မို့ကြည်တောက်နေတော့ခြေသေးများ ပန်းရောင်ပြင်းနေသောခြေပေါ်ကနေခြေပြားထိတ်ကလေးများကိုမြင်နေရသည်။ဒီပေကတွေးပင်မြှောက်လိုက်မိသည့်အထိအရက်ကိုတတိထားမရော့ဟုတ်တယ်ဘာထက်တောင်ခြေသွားတာလားမဖြစ်တယ်လေအဲ့လိုမဖြစ်ရဘူးအဲ့လိုမဖြစ်ရဘူးအဲ့လိုမဖြစ်ရဘူးဘုံကနေထားရပြီးအော်လိုက်တော့ဒီပေကြောင့်အားလုံးကြောင်သွားကြပြီဘေးမှာတမှုထုမြက်ကလည်းလန့်သွားကရင်ဘက်ကိုဖိထားပြီး ပြပေးကိုပြူကြည့်နေသည်အထီးကနိုရာဘာဖြစ်လို့လဲဆရာမကြီးမိတယ်ကြောင့်ပြပေးအတိပြန်ကတ်သွားတယ်ဘလို့ရဆုရှက်ခွေးသွားတယ်ကွာခုတော့တပန်းရှုံးနေပြီကိုဆေကအဆုံးထိထိုးကြသွားပြီမဲဘေးနိုရာကတော့ဘေးနိုရာပင်ပြပမျက်နှာကအနှင်းငယ်ပင်ဖြတ်ချမသွားလက်ကိုဆန့်ထုတ်ကလက်ညှိုးထိုးလိုက်သည် ထက်လွဲသွားပြန်သာ၏သူထိုးခြင်းကဆရာမညာဘက်တွင်ရက်နေတော့ဖြူဖြူလုံးလုံးနေတရားထိုးမိသွားပြီကတော့သူရဲ့ဖြစ်ချင်တာဖြစ်တော့ကွာဆောင်းချပြီလို့ပြောသည်ခြေပြားလေးများကိုကောက်ကာပြောလိုက်သူကသူကတက်သေးကလာလာလားဘယ်စရဲရှိရမိလိုက်ပြီးနှကန်းကိုလူမသိသူမသိဆိုင်ထားမိသည်မိလိုက်တော့သူ့ကိုကြည့်လာတော့မျိုးလုံးလေးများ အကြည့်နှစ်ပင် သူ့သေးတော့မလားမသိထိုးထားတော့လကရွှေစည်းပြန်ချင်နေပြီမို့ရုပ်မပေါအောင်ပြန်ချလိုက်ရတယ်ထို့နောက်စိတ်လိုလက်ရပြုံးပြလိုက်နေပြီနဲ့ရင်ပတ်ထင်းမှာ အကောင်ကိုထိန်းနေရတယ်မို့မူပြီးပြင်ချင်ကားလို့ရဘာဖြစ်နေရလဲဆီယမအတန်ကြောင့်ပြန်အတိခတ်လိုက်ပြီးဟုတ်ကဲ့သူနှုတ်ဆက်သွားတဲ့ပုံစံကစင်မင်းရဲ့အိတ်ကွေတောင်ကြီးကဆိုပြီးဒုံးတီကြီးမလို့မေးတာပါ ဒီနေရာကစစ်တပ်မဟုတ်ဘူးလေ။နည်းနည်းပြ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 ပေါ့။ဒီဘက်ကတငယ်ချင်းပေါ့စားလေးနှက်ဆက်သွားတာကချစ်ဖို့ကောင်းတယ်လား။သူနှက်ဆက်တာကြီးကရင်းဝဆောက်ကံပြီးနှက်ဆက်တယ်လို့ခံစားလိုက်ရလို့ပါ။တိတ်လိုက်ပါတော့ငါဘာတွေပြောနေတာလဲဟာ။တရရငါ့ကိုတတိကခံကြပါအောင်အချိုးမပြေတာကြီးကိုပြင်ပေးလို့မရဘူးလားလို့ပြောချင်ရပြောပြီးမှစိတ်ထဲမှာကုကေရမဲစွာအော်ဟင်းနေမိသည်ဆရာမကိုကြည့်တော့ ြောနေရင်မှမုံမမရဲ့ကြည့်ပြီးတော့သူ့ကိုစိုက်ကြည့်နေတော့မျိုးမများကတစ်ဖြက်ဖြက်လှမ်းနေ၏အတီမီဘာနဲ့ကွာအကျင့်ပါနေလို့ပါအတနာခံဒီမျိုးမများနဲ့ကြည့်ပြီးတော့တစ်ဖက်ကမျက်မှောင်ကျော်သွားတယ်ဘာလို့လဲငါယောကအတနာခံနဲ့ယုံမပေါ့လို့လားကိုကိုကိုပင်မတင်က ဖြစ်သွားရ၏ခုနကပြုံပြနေတော့လဲဆီယာမကမင်းကိုထုတ်ပြီဘာလို့လဲ ငါတကယ်ဒီချင်းလေးကြီးကိုရက်တန့်ချင်နေတာပါနော်သူ့ကိုမျက်မှောက်ကျုပ်ကြည့်နေတော့မျိုးမမကြီးပြန်ကိုမခံနိုင်တော့တယ်မို့ဆရာမဘေးမှာဖြူလုံးကောင်လေးဘက်ကိုလှည့်ကပြုံးပြလိုက်တယ်ဒီတခါတော့ပြင်းပြင်းအောင်သွားတွေပေါ်ရဲ့အထိပြုံးပြလိုက်မိ၏ထိုကောင်လေးကလည်းပြန်ပြုံးပြလာသည်ပုံစံလေးကဖြူဖြူလုံးလုံးနွနွလေးနဲ့ချစ်စရာလေးပင်ဖြစ်သည်သူကန့်ကော်လေးကတော့အလှနှစ်ဖျားတပါးပင်အော် ကားနိုရာကစနေရကိုမသိပါဘူးကဲကဲကားတို့အဆင်ပြေတဲ့နေရာဝင်ထိုင်ကြနော်ကားတို့ကလည်းငငယ်ချင်းအစ်တတွေကိုကူညီကြစနောက်ပြီးရန်ဖြစ်မနေကြနဲ့အောင်ဆေးချပါတည်တယ်ကျွန်တော်တို့ကွန်ဖီရင်ပြီးဆောက်ရှောက်လိုက်ပါမယ်ဘေဘေးနောက်တန်းမှာအော်တန်းအကျေကြီးထွက်လာပြီးအော်လိုက်ပြီးထဲတွင်ဘေဘေးမပါမပါတော့ညာဦးမျိုးနေရေးသူ့ဘာရောရောင် ရေလိုက်မိခြင်းသူ့ကိုစိုက်ကြည့်ကြတော့ ညင်ဝန်းဆူဆူတဲ့ဆောင်အာယာငါဘာလုံးမလို့လဲအတိတ်လေးရဲ့ကော30နှစ်ချောင်းလုံးပေါ်အောင်ဖြဲပြီးရီပြလိုက်ပြီစင်အာဘောမလို့ရိုက်တာလားကကောင်းကိုလာရိုက်ပြီးသူ့မျက်ကိုလှည့်ဆဲလိုက်တော့အေးမိသူများကိုဘာရင်မကြည့်မနဲ့ဖြစ်နေလားဟမ်ဘာတော့ကအေးမိမျက်နှာကိုငါထိုင်ကြည့်နေလားပထမတစ်ခါဆရာမမေးတော့ မိသူကိုမေပြုံးကြီးပြုံးပြတယ်။နောက်တစ်ချိန်ကသူမြောက်စိမ့်စိမ့်ကြီးဖြူးကြီးတယ်။ခုကြသွားကြီးဖြဲပြပြီးဘာဖြစ်နေရလဲ။ခလေးတွေကိုတရေချောင်းနေတယ်လို့ပဲ။ဟမ်ဘာဘာရဲ့မယုတ်ကြီးကအဲ့လိုဖြစ်နေမှာလား။အေးအထက်ဆိုးရဲ့လရာရဲ့။တပေးဘာမှမပြောနိုင်တော့စိတ်ပြက်လက်ပြက်နဲ့ထိုင်ကုန်နောက်မီထကျောမီချလိုက်ပြီးခေါင်းကိုလှန်ချလိုက်နေတယ်။ပထမတစ်ချိန်က ိတ်လူလျာပြုံးပြလိုက်တာပါဘာလို့မေပြုံးဖြစ်သွားတာလဲလူတွေအချင်းကအတနာခံနေမျိုးဝန်းလေးပါအဲ့ဒါကိုပိုတမှုထူးကောင်ကမျက်လုံးစိမ့်ကြည့်ရလားနောက်ဆုံးအချိန်ကသွားဖြည်းဖြည်းရီးပြတာလေဘာလို့သွားဖြည်းချောက်တယ်လို့ဖြစ်သွားတာလဲတဲ့အသေးလေးအသေးလေးအရင်ရက်ဆက်တယ်ဘာလို့ရကြည့်ဒီလောက်ရှည်နေရလဲအဲ့လို့ဆိုတော့ကိုကအသေးလေးကိုဘယ်လိုချီရမလဲ ရေငွနဲ့ထည့်ပြီးတိတ်ချင်လို့ပါကိုအခုတော့ကိုဘလို့လုံးဝမလဲထိုနေ့ကတနေ့လုံးခေါင်းဝက်ဆက်ကြနေရောဖေဖေမနေ့တချင်လဲတော့မအိမ်နေ့လည်းတချင်လဲဆက်လိုက်သွားမှာပါတိတ်မလို့ငြိမ်နေရလားဟဲ့ကောလက်ရှိအချိန်တွင်ထူးမြတ်အားခမပတ်နိုင်တယ်ထူးမြတ်ဘာတော့အရေးရှိအောင်ဘလို့လုံးဝမလဲမြစ်တဲ့ဖေကအင်းတော့ Are only for you, eh? ဟေးမစ္စတာအယက်ဒီလောက်ရှည်နေရဘူးဘာရီထဖြစ်နေရလဲမင်းမင်းနေတဲ့ငါ့ကိုလည်းအားနာအောင်လရရဲ့မင်းကလေမင်းပြဿနာကြီးပိတ်ထားပြီးအသေးကောင်လိုပြန်နေလိုက်အဖေဆွေးတော့ကောင်ကိုအားရပါရလက်ကလေးထောင်ပြလိုက်ရင်စိတ်မလုံစွာဖြစ်ခန်းကိုပန်းလေးအားလှမ်းချီလိုက်သည်စိတ်ဆက်နေရလားမသိသူ့စာသူငုံရင်းနေရမှာလှဲချီလာသည်ပြုံးပြဖို့ပြင်လိုက်ပြီပဲကိုကိုကိုတတိထားချီပြီးတော့ သူ့မျက်ကိုထောင်ပြထားသောလက်ကလေးကထောင်ခဲ့သာကိုမျက်မှောင်ရှိမှလက်ရှိကိုမျက်လုံးကလည်းသူ့ကိုကြည့်နေမိသည်ဟုတ်